ရန်ကုန်တိုင်းအတွင်းကချောင်းကြီးမြောင်းကြီးရေဝေရေလဲ area နဲ့ရေနှုတ်မြောင်းတွေကိုတတ်မှတ်ထားတဲ့ area ရှိရင်မူလတတ်မှတ်ထားတဲ့အတိုင်းပြန်လဲဖော်ဆောင်ပေးဖို့အဆိုကိုတိုင်းလွှတ်တော်မှာအတည်ပြုလိုက်ပါတယ်ဟင်းကိုသတင်းပေးပို့ထားတာပါရှင်ကျွန်တော်တိုင်းဒေသကြီးအစိုးရအဖွဲ့မြို့တော်ဝန်ကပြည်တော်စုထွက်တော်ကိုဆက်လက်တင်ပြတင်တယ်လို့ထောက်ပြခဲ့ပေမဲ့လွတ်တော်ရဲ့အဆုံးဖြတ်ရယူပြီးအစိုးကိုအတည်ပြုခဲ့တာဖြစ်ပါတယ် ော်တိုဘလာ၁၂ရက်နေ့မှာကျင်းပခဲ့တဲ့ဒုတိယကျင်းရန်ကုန်တိုင်းဒေသကြီးလွတ်တော်အစည်းအဝေးမှာလွတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့အတည်ပြုလိုက်တာဖြစ်ပါတယ်အခုလေသူတို့ပြောတာကတော့ဒီဆင်းရဲပေါ့နော်ဒါအခြေပြန်တာပေါ့ပြည်တော်စုအစိုးရအဖွဲ့ဘုရားဆက်လက်ပြီးဖို့ပြီးတော့ဆောင်ရွက်ဖို့အကြံပြုတယ်ဒါပေမဲ့ကိုကဒီဆိုတာရန်ကုန်တိုင်းမှာနှစ်စင်းနှစ်တိုင်းဒီရေကြီးရေရှမ်းမှုက နှစ်စဉ်တိုင်းဖြစ်ပေါ်နေတဲ့အရာဆိုတော့လေကိုတိုင်းသားကြီးမှာဒီဟာကိုပြည့်ပြတ်ကိုဆောင်ရွက်နိုင်ဖို့အတွက်ကြောင့်ကိုကပြောင်းစုစဉ်ကိုဆက်လက်မတင်ပေါ်ပဲနဲ့ဒီသက်ဆိုင်ရာပေါ့နော်ရန်ကုန်ဒေသကြီးအစိုးရဘဝင်ရုပ်ဦးဆောင်ပြီးတော့ဒီရန်ကုန်တိုင်းမှာဖြစ်ပေါ်နေတဲ့ဒီရည်ရည်ရှိမှုအခက်အခဲတွေကိုဆောင်ရွက်ပေးဖို့ဆိုပြီးတော့ကိုတို့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်မှာပဲဒီဟာကိုဆောင်ရွက်မယ်ဆိုပြီးတော့ကိုတို့ကရန်ကုန်တိုင်းဒေသကြီးလွတ်တော်နေကိုအစိုးရကိုရောက်လိုက်တယ်အခုအောင်မြင်သွားတဲ့အစိုးရရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့လှုပ်ဆောင်တာထက် ဝန်ကြီးဌာနချင်းတိုက်တတကြီးအစိုးရအဖွဲ့ချင်းပူးပေါင်းဆောင်ရွက်ပြီးတနင်္ဂနွေလတိုက်တန်နဲ့လှုပ်ဆောင်မှအောင်မြင်မှာဖြစ်တာကြောင့်ပြည်သူ့လွတ်တော်ကိုဆက်လက်တင်းသင်းတယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြို့တော်ဝန်ကပြောပါတယ်တနင်္ဂနွေလအတိုင်းတာဖြစ်တဲ့အတွက်ကြောင့်နော်ပြည်တော်စုလွတ်တော်လောက်နဲ့မှာဆက်တင်ဖို့ဟုတ်လေဒီအစိုးရဆက်တင်သင့်ပါတယ်ပြင်မယ်ဆိုလို့ရှိရင်လည်းတရားမဲ့အစင်ကပြည်တော်စုရှိအမျိုးသားအစ်ဖြစ်တယ်နောက်အဲ့ဒီအစိုးရလည်းရန်ကုန်မြို့တော် YCTC လောက်နဲ့လည်းမပြီးသေးပါဘူး ဘာလို့ဆိုတော့ပြည်ထောင်စုအစ်စ်ဝင်ကြီးဌာနတွေပါလာပါတယ်ဥပမာဆောက်လုပ်ရေးဝင်ကြီးဌာနတွေပါလာမယ်စိုက်ပျိုးရေးဝင်ကြီးဌာနတွေပါလာမယ်မြို့ရွာနဲ့အင်အားဦးစီးဖွံ့ဖြိုးဌာနကိုလည်းနောက်ဆယ်ငါးဦးစီးဌာနလည်းပါမယ်ချောင်းချိုးလည်းပါမယ်ကျစ်လက်ဒေသနဲ့ဖွံ့ဖြိုးရေးဌာနဦးစီးတွေလည်းပါမယ်ဆိုတော့တော်တော်များများပါလာမယ်ဆိုတဲ့အတွက်ကြောင့်တော်တော်လေးကြည်ကျပါတယ်ဒါတနိုင်ငံလုံးအစ်စ်ကဥဆောင်ပြီးတော့အဲ့ဥဆောင်မှုအောက်မှာရန်ကုန်တိုင်းကနေပြီးတော့ဒီဘောလေးအကောင့်တွေဖုန်းတိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်တိုင်းရဲ့ ဓိကပြဿနာဖြစ်တဲ့ဒီပြဿနာကြီးကိုကျွန်တော်တို့ကြော်လွားနိုင်မှာလည်းဖြစ်မှာလည်းစနစ်တကျလည်းလုံဆောင်နိုင်မှာဖြစ်တာကိုကျွန်တော်တင်ပြရပါမယ်။အဆိုအောင်မြင်သွားတာကြောင့်အဆိုရကအကောင့်ထဲပေါ်ပြရမယ်အထက်မှာရေစည်းရလာကောင်းမွန်ဆောင်ရွက်ပေးဖို့ချောင်းတွေမြောင်းတွေပေါ်မှာအဆောင်အုံဒီစားဆောင်တွေကိုဖယ်ရှားပေးဖို့ကိုလည်းလုံဆောင်ပေးရမှာပါ။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးတွေအရေးကြီးတဲ့တင်ကောပြောက်ွယ်ကန်ဒီချောင်းမြောင်းတွေကိုပြန်လည်ပေါ်ပြဖို့အတွက်လည်းအဆိုမှာပါဝင်နေပါတယ်ခင်ဗျာ။ကျွန်တော်ဟင်ကိုပါ။